လူငင်းချမ်းသာခွင့်ကြောင့်မိသားစုပြန်ဆောင်နိုင်သွားတဲ့ခိုင်သိင်းကြီးအတွက်အခုလိုမထင်မှတ်ထားတဲ့စကားတခုပြောလိုက်တဲ့နန္ဒာလိုင်းပရိသတ်များအလုံးမဲမင်္ဂလာပါရှင်မြန်မာစတာပေ့ချ်ကနေပြလဲကျူဆူလိုက်ပါတယ်ခင်မုန်းတဲ့လွတ်လာလို့ပျော်ရွှင်နေတဲ့ခိုင်သိင်းကြီးကိုရင်ထဲထိသွားစေမယ့်စကားတခုပြောလိုက်တာကတော့ရုပ်ဆောင်မင်းသမီးနန္ဒာလိုင်းပါနန္ဒာလိုင်းနဲ့ခိုင်သိင်းကြီးတို့ဟာဘဝတူတွေလို့ဆိုရမှာပါပြီးခဲ့တဲ့နှစ်တွေအတွင်းမှာခိုင်သိင်းကြီးရဲ့အမျိုးသားစီးပွားရေးလုပ်ငန်းရှင်ကိုခန့်နိုင်တဲ့နန္ဒာလိုင်းရဲ့ခင်မုန်းတဲ့ဇေတီဟာတို့ကသက်ဆိုင်ရာကနေထိန်သိမ်း ခံခဲ့ရပါတယ်။ဒါကြောင့်လည်းနန်တလိုင်းနဲ့ခိုင်သိန်းကြီးတို့ဟာအချိန်တိုင်းမှာခင်မုံတဲ့တွေလွတ်လာမယ့်နေ့ရက်ကိုစောင့်မျှော်ခဲ့ကြရတာဖြစ်ပါတယ်။နိုင်ငံတော်ကလူငယ်ချမ်းသာခွင့်ပေးတဲ့အခါကြီးရဲ့ကြီးတွေမှာကိုယ့်ရဲ့ခင်မုံတွေလွတ်လာမလားဆိုပြီးတော့စောင့်မျှော်ခဲ့ရတာပါ။ဒီမတိုင်ခင်ကတော့ခိုင်သိန်းကြီးရောနန်တလိုင်းတို့ပါအနုပညာလောကမှာနာမည်ပြတ်မရှိဂုံတိတ်ခအပြင်းနဲ့နေထိုင်ကြတဲ့အကယ်ဒမီဆုရထိတ်တန်းတရုပ်ဆောင်တွေဖြစ်ပါတယ်။ ခန်သေးကြီးနဲ့နန္ဒရိုင်တို့ဟာတရားပြောရှင်တဲ့မိသားစုဘဝလေးကိုတိဆောက်ထားကြတာကြောင့်အားလုံးကလေးစားအားကြရတာဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်ခင်မွန်တဲ့တွေကအထင်းသိမ်းခံခဲ့ရတာကြောင့်ဘယ်တော့ပြန်လွတ်မလာလဲဆိုပြီးတော့စောင့်မျှော်ခဲ့ကြရတာဖြစ်ပါတယ်။မနေ့ကတကြံကာလမှာတော့တရုတ်ဆောင်မင်းသမီးအကယ်ဒမီနန်ထောင်လိုင်းရဲ့ခင်မွန်းတဲ့တတိကြီးဇီတီဟာကပြန်လည်ပြီးတော့လွတ်မြောက်ခဲ့ရဖြစ်ပါတယ်။ဒါပေမဲ့ခန်သိန်းကြီးရဲ့အမျိုးသားကိုခန့်နိုင်ကတော့မလွတ်လာခဲ့ပါဘူး။ ဒါကြောင့်ခိုင်သိန်းကြီးကအားငယ်ခဲ့ရပါတယ်ဒီကြတဲ့အခကြီးရဲ့ကြီးတွေမှာပေးတဲ့လူငယ်ချမ်းသာခွင့်ပေးတဲ့အချိန်မှာလဲခိုင်သိန်းကြီးရဲ့အမျိုးသားကပါလီမလောက်ဆိုပြီးတော့ပရိသတ်တွေနဲ့အတူခိုင်သိန်းကြီးရဲ့တမီလေးစံထိတ်ထားဦးတို့ကမျှော်ခဲ့ကြပေမဲ့ပါမလာလို့အားငယ်ခဲ့ရပါသေးတယ်။ဒါပေမဲ့အခုပြေးခဲ့တဲ့ရက်ပိုင်းကလုံးတဲ့လူငယ်ချမ်းသာခွင့်မှာခိုင်သိန်းကြီးရဲ့ခင်မုန်းတဲ့ကိုခန့်နိုင်တယောက်ပါဝင်လာခဲ့ရပါ။ဒါကြောင့်လဲအနုပညာတလောကလုံးကဝမ်းသာရတာဖြစ်ပါတယ်။အခုလိုမျိုးခိုင်သိန်းကြီးမျှော်လင့်နေတဲ့နေ့ရက်လေးကိုရောက်လာတဲ့အချိန်မှာနန်တော် ိုင်ကအရန်ဝမ်းသာရပါတယ်မက်ခန်ရဲဆိုပြီးတော့လှိုက်လှက်လေးလေးနဲ့မှတ်ချက်ပေးခဲ့ရပါဒီလိုမျိုးနန်တာလိုင်ရဲ့ခန်းသိန်းကြီးကိုအားပေးမှုဟာရိုးရှင်းတယ်လို့ထင်ရပေမယ့်ဒီစကလုံးတွေရဲ့နောက်ကွယ်မှာကြီးမားလာတဲ့စာနာနားလည်မှုနဲ့ ညီမတန်ရောစင်တွေပါဝင်နေပါတယ်။ကိုရင်ဂျုံဘူးမသာကိုချင်းစာနိုင်မဲ့ခံစားမှုမျိုးဖြစ်တာကြောင့်ဒီစကားလေးကပို့ပြီးတော့တန်ဖိုးရှိနေတာဖြစ်ပါတယ်။ဒါအပြင်ဒီပြောရှင်မှုဟာခိုင်သိကြီးတယောက်တည်းအတွက်မဟုတ်ပါဘူး။ဖခင်ဖြစ်သူကိုအရေးတကြီးကြီးနဲ့မျှော်လင့်နေတဲ့သမီးလိမ္မာလေးစန်တေထားဦးအတွက်လည်းအကြီးမားဆုံးသောလက်ဆောင်ပေါ်မှာပဲ။ဖခင်မရှိတဲ့အချိန်ကာလတွေမှာမိခင်ကိုအားပေးဖေးမရင်းနဲ့လိမ္မာစွာနေထိုင်ခဲ့တဲ့စံထိတ်သာဦးရဲ့မျက်နှာလေးမှာအခုမှပဲအပြုံးအဆစ်တွေကိုပြန်မြင်ရတော့မှာပါ န္တလိုင်းနေနေကလည်းဒီမရဲ့ခင်မွန်တဲ့ဇီတီဟာပြန်လွတ်လာစဉ်ကခံစားခဲ့ရတယ်။ဝမ်တာပီတီမျိုးကိုအခုသူ့ရဲ့တငယ်ချင်းခိုင်သိန်းကြီးခံစားနေရပြီဆိုတာသိလို့ထတ်တူထမြကြီးနူးနေတာဖြစ်ပါတယ်။ဒုက္ခကိုအတူကြုံဘူးသူမှဒုက္ခရဲ့အရာတာကိုနားလည်နိုင်တယ်ဆိုသလိုပါပဲ။ဒီမင်းသမီးနှစ်လရဲ့တန်ရုံးစဉ်ကပရိသတ်တွေကိုမှစိတ်ချမ်းသာစေပါတယ်။အခုဆိုရင်တော့ခိုင်သိန်းကြီးတို့အိမ်လေးထဲမှာရေမောတန်တွေပြန်လည်ပြီးတော့ဝေစာလာတော့မှဖြစ်တယ်လို့ပရိသတ်တွေကလည်းသူတို့မိသားစုရဲ့ ချီနူးစရာပုံရင်လေးတွေကိုလူမှုကွန်ရက်ထက်မှာပြန်လည်ပြီးတော့မြင်တွေ့ခွင့်ရတော့မှာဖြစ်လို့ရှင်းခုံနေကြပါတယ်။အကောင်းဆုံးဒွန်တွင်းနေရဲ့လောကကြီးမှာအခုလိုမျိုးမိတ်ဆွေကောင်းတွေရဲ့မြေတားနဲ့မိသားစုမြေတားတွေကသာအခက်အခဲတွေကိုကြော်ဖြတ်နိုင်တဲ့အကောင်းဆုံးအားအင်တွေဖြစ်ကြောင်းဒီဖြစ်ရလေကသက်သေပြနေပါတယ်။အခုဆိုရင်တော့ခိုင်သိန်းကြီးတို့မိသားစုလေးပြန်လည်ဆုံလင်သွားပြီဖြစ်တယ်လို့မိတ်ဆွေကောင်းနန်းတော်လိုင်းရဲ့အကုန်ပြုစကားကြောင့်လည်းပီတိတွေနှစ်ထပ်ကွမ်းဖြစ်ခဲ့ရပါပြီ။ ကဲပရိသတ်ကြီးရေခိုင်သိန်းကြီးနဲ့နန္ဒာလိုင်တို့ရဲ့အပြန်လည်နားလည်မှုနဲ့တန်ရုံးစဉ်ကိုကြည့်ပြီးတော့ဘလို့ခံစားရလဲမိသားစုပြန်လည်ဆုံလင်သွားတဲ့ခိုင်သိန်းကြီးအတွက်ဝမ်းသာစကားလေးတွေကိုမှတ်ချက်ရေးပေးခဲ့ပါအောင်နော်ကြည့်ရှုပေးတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်